အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်လည်းဒီနေ့မှအိမ်တီချာလေးပြန်ပြောင်းဖြစ်တော့ကျွန်တော်ရဲ့ဒါ background လေးလည်းနည်းနည်းလေးအပြောင်းလဲလုပ်သွားအမှန်ကဒါကျွန်တော်တို့ဒါ AI ကျွန်တော်ရဲ့ဒါ sign ထုတ်ထားရဥစ္စာကျွန်တော်ဟိုဘုမှာချိတ်ဖို့ချိတ်တဲ့ပစ္စည်းမပါဘူးကျွန်တော်မသိဘူးဗျ အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာလှည့်ကြတာတော့ကျွန်တော်ရွှေဘအကြောင်းပေါ့နော်ဒါလက်ရှိမှာရှိမှာတော့ကျွန်တော်ဒါလီဗာပူးလာတယ်လီဗာပူးလို့ဆိုအာဆနယ်လာတယ်အာဆနယ်ချယ်ဆီလက်ရှိမှာလီဗာပူးပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုပြဒီကျွန်တော်တို့ဒီအသင်းနဲ့ပတ်သက်ပြီးသုံးသပ်တဲ့နေရာမှာမထင်မှတ်ပဲနဲ့တော်တော်လေးကို လူတွေတော်တော်များကြည်ကြရပေါ့နော်အဲ့တော့ဒါကိုယ်တင်တဲ့ပတ်သက်ပြီးကိုယ်အကုန်လုံးစိတ်ဝင်စားတာသိပြီးမထူးဆန်းဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်က100%မြင်မိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဒီဒီပြန်ပြောလိုက်အောင်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Manchester City တင်တဲ့ပတ်သက်ပြီးဆိုရင်တော့ဒီ recap ကတော်တော်လေးအားရဖို့ကောင်းတဲ့ recap ဖြစ်မလို့မြင်တယ်ဒီကြားထဲမှာ City တင်တဲ့ဒါကျွန်တော်အနေနဲ့မထင်မှတ်တာကို expected ဖြစ်နေတာဆိုလို့ Aston Villa နဲ့ပွဲစဉ်တစ်ပွဲကရှိမဲ့ဥစ္စာကလွဲရင်တော့ဒါဒီ ေးပေါ့ CD ကို CD လို့တဖြည်းဖြည်းပြန်မြင်လာရခဲ့တဲ့ဒါကျွန်တော်တို့ပွဲစဉ်တွေတူပဲကျွန်တော်နေနေမြင်တယ် Manchester City နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အရင်တော့ကပုံစံတိုင်းပဲဒါကျွန်တော်လက်ရှိစရားထိတ်မှာဒါအမြဲတမ်းပြေးနေတယ်ဆိုရတဲ့ဆိုင်သူ့လုပ်ကသူပုံမှန်လုပ်တယ်သူ့နေတဲ့သူရာသီအစမှာတော့သူချီချော်သွားကြတာသူကောင်းကောင်းနားလေတယ်ပေါ့နော် City တဲ့သူဘာပြစ်ချင်တယ်သူဘယ်သွားချင်တယ်ဘာတွေလုပ်ချင်လဲဆိုတော့ City အသင်းဒါတော်တော်လေးကိုသဘောပေါက်လာလိမ့်မယ်လက်ရှိမှာ City အသင်းနေနဲ့ပြန်ကြည့်မယ်ဆိုရင်တစ်နှစ်မှာတစ်ယောက်ဒါထုံထုံပေါက်ပေါက်ဖြစ်ခဲ့တဲ့ City Academy ကလည်းနောက်ထပ်တစ်ယောက်ထပ်ပြီးထွက်လာခဲ့တယ်ဒါပြောကြရတော့အများကြီးရှိအဲ့ဒါနေနဲ့ပ တ်သက်ပြီးပြောတာအဲ့တော့ဒီတပတ်မှာ recap မှာ series အသင်းကတကယ်ကိုဒါကျွန်တော်တို့လှုပ်သင့်လှုပ်ထိုက်တာထက်ပိုပြီးတော့အလုံးလုံးနေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ကျွန်တော် pep guardiola အနေနဲ့သူ့ရဲ့အသင်းနဲ့ပတ်သက်ပြီးတော့ form တစ်ခုကိုစတင်ပြီးတော့တွေ့ရှိသွားခဲ့ပြီလားလို့ကျွန်တော်လည်းမြင်ပြီးရတယ်မှာပါတော့ series အသင်းကနောက်တစ်ခုကတော့ကျွန်တော်လက်ရှိကစားသမားတော်တော်များများလေးဒါဒန်ယာကပြန်လဲတက်တာလာခြင်းကအသင်းအတွက် ောင်းမွန်တဲ့အပေါင်းလက္ခဏာဖြစ်ခြင်းရဲ့အစတခုလို့ပြောလို့ရတယ်ဗောနော်အဲ့တော့စီးသင့်တဲ့ဒီနှစ်မှာကျွန်တော်ရုတ်တရက်ကြည့်မယ်ဆိုရင် squat depth ပုံစံမျိုးမရှိဘူးလို့ထင်ရရမယ်စီးသင့်တဲ့ squat depth ကရှိသင့်သလောက်ရှိတယ်ဆိုတာကိုဒီနှစ်မှာဒါဆက်လက်ပြီးပြသခဲ့တယ်ဗောနော်အဲ့တော့နောက်တစ်ခုအနေနဲ့စီးသင့်တဲ့ဒီနှစ်မှာကျွန်တော်အကြိုက်ဆုံးပြောပါ3ရဲ့ tight set ပိုင်းပဲ tight set ပိုင်းရဲ့ improvement ကကျွန်တော် Ellen Haaland နဲ့ Jeremy Doku ရဲ့ဒါဒီနှစ်ရဲ့ဒါကျွန်တော်ထိုးဖောက်မှုက အသင်းပေါ် impact တော်တော်များများကြီးမားတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမ်းမြင်တယ်။ဒါကဘာကိုဆိုလိုတာ Jeremy Doku ကတော့ကျွန်တော်ခါတိုင်းနေ့ဒီမှာကျွန်တော်မြင်နေပြောရပေါ့နော်16ခိုက်စီးတဲ့ရောက်ပြီးဆိုရင်ဒါကျွန်တော်သူ့အနေနဲ့ဒါ app product တွေမှာတော်တော်လေးအားနေရပြီ။သူ့အနေနဲ့တော့ final decision တွေမဟုတ်တော့သူ့အနေနဲ့တခုခုလုပ်တော့မယ်ဆိုရင်ဟာစီးတဲ့သင်ကဘာကန်ကောင်းမလားဒါဟောပြဿနာက Jeremy Doku ရဲ့တချို့ပွဲတွေမှာတအားကောင်းတယ် ပြ consistency တအား like ဖြစ်တဲ့စီရီသင်းနဲ့အဲဒီစီရီသင်းမျိုးကျွန်တော်ကဂျာမီဒိုကူနဲ့ဂျာမီဒိုကူအနေနဲ့ဒါကျွန်တော်အမြန်လိုက်ပြောကျွန်တော် Real Maris ပုံစံမျိုးအရင်ဖြစ်စီခြင်းတော့မပါတယ်။ Real Maris ဖြစ်ဖို့အတွက်လည်းတကယ်လက်ရှိမှာဒါကျွန်တော်တော်တော်လေးကို အလန့်နီးခဲ့ပြီလို့ပြောလို့ရမယ်တင်မှာပါတယ်ပေါ့နော်အဲ့တော့မြို့တော်ပင်စိုးစီကောင်ဂျရမီဒိုကုနေတာကျွန်တော်မနှစ်ကောက်တစ်နှစ်ကောက်တစ်ခုခု like ဖြစ်နေတစ်ခုခုလိုအပ်နေတယ်ဆိုတော့ feeling တစ်ခုကိုကျွန်တော်အမြဲတမ်းခံစားရတယ်ဒါပေမဲ့ဒီနှစ်မှာအဲ့ဒီလိုအပ်ချက်ကိုသူ လုတ်ပြသွားနိုင်ခဲ့ပြီလို့ပဲကျွန်တော်နေမြင်လို့အဓိကဒါကျွန်တော်တို့လုံးဝပြောင်းလဲမှုတစ်ခုအနေနဲ့မြင်တာကိုပြောပါဆိုရင်အဲ့ဒါကဘာလဲဆိုသူ့ရဲ့ဒါကျွန်တော်ပြောင်းလဲမှုအကြီးစားက final decision making နေတာအကောင်သွားဂျရမီဒိုကုစီသူလူတယောက်ကိုကြော်မယ်ဆိုရင်ရအောင်ကြော်တယ်အဲ့ကြော်ပြီးသွားရင်ဘာလုပ်မလဲဆိုတဲ့ဆုံးဖြတ်ချက်ကဂျရမီဒိုကုမှာမနှစ်ကောက်တစ်နှစ်ကောက်အားအနေဆုံးချက်ဖြစ်ခဲ့ တယ်ဒါပေမဲ့ဒီနှစ်မှာ Jeremy Doku အဲ့ဒီဥစ္စာမှာဆောင်းဝန်းတော့18ကိုက်စီးတယ်မှာကိုလက်ရှိမှာဒါကျွန်တော်တို့ဒီ final third zone ထဲမှာဒါ Jeremy Doku သူဘာလို့လို့ဘာကံရမလဲဆိုတဲ့ improvement ကြီးကအင်မတန်မှကြောက်ဖို့ကောင်းလာခဲ့မယ်တယ်မပါအဲ့တော့ဒီနှစ်မှာဒါကျွန်တော်တို့ စီးသီးသင်းအကောင်းဆုံးကစားသမား၂ယောက်ကတော့ကျွန်တော်တို့ Allen Harden နဲ့ Jeremy Doku ကတော့ကျွန်တော်တို့တူတူပြေးသွားနိုင်တယ်မှာပါဒါပေမဲ့ဒီနေရာမှာလူတတော်များများတော့ကျွန်တော်မီဒီယာတတော်များလည်းဒါလစ်လူရှူပြီးမသိမသာဖြစ်နေတဲ့ဥစ္စာကိုကျွန်တော်အရင်ကြိုက်တာက Fifo တမ်းပဲ Fifo နဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ Ryan Sherkey ကတော့ Omar Mamosh ကတော့ကျွန်တော်တို့ဒီကစားသမား၂ယောက်ဒဏ်ရသွားတဲ့အချိန်မှာ Pep Guardiola နဲ့သူ့ရဲ့ Fooden ကိုသူပြန်သုံးဖို့တဲ့သူပြင်ချင်အဲ့တော့ဒီနှစ်မှာပေါ့နော်ကျွန်တော်အမြင်ရတော့မဆိုရင် Riders ရောက်လာခြင်းက Fifo Dan ကို unlock လုပ်ပေးလိုက်ခြင်းလို့ကျွန်တော်အနေနဲ့မြင်တယ်။ riders ရောက်လာခြင်းက faithful တန်ကိုသူ့ရဲ့ဒါကျွန်တော် next step ကိုဒါ unlock တစ်ခုပြန်လုပ်ပေးလိုက်လို့ဖြစ်တယ်။ပြီးတော့နောက်ကျွန်တော်မြန်ပြောကြည့်တာပေါ့နော်။ဒါ faithful တန်လူနေခဲ့တာ center midfield ကောင်းကောင်းများလားဆိုတဲ့ဥစားကိုတွေ့ရမှာတော့အဓိကက Gandogan ရှိတော့က faithful တန်ဘာလို့ကောင်းခဲ့ပြီးတော့အခုလက်ရှိမှာ rider ပြန်ရောက်လာတဲ့အချိန်မှာဘာလို့ faithful တန်ပြန်ကောင်းသွားလဲဆိုတာကိုကြည့်မယ်ဆိုရင် Pep Guardiola ရဲ့အခုလက်ရှိ faithful တန်ရဲ့ version ကသူ့ကို CM တယောက်ကောင်းကောင်းရှိမယ်ဆိုရင်သူ့ရဲ့ပြောချင်တာကရှင်းရှင်းလေး4 down နဲ့သူဟာရှေ့ကိုအဓိကသွားခြင်းနဲ့ကစားသမားတယောက်ဖြစ်တယ်။သူ့နဲ့သူ ဒီကွေးလေပိုင်းရဲ့နောက်တန်းကိုသိပြီးကြည့်နေတာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဒါ natural position ပေါ့သူကလည်းလုံရင်လုံမှာပေါ့ဒါပေမဲ့ပြဿနာကအကယ်၍ခုနကဒါမနစ်ကဒါကျွန်တော်ဂန်ဒူဂန်ကြီးပြန်ရအောင်လားဒီကွေးလေပိုင်းမှာဟိုလိုလိုဒီ Kevin De Bruyne စကြတယ် FIFA နဲ့တယောက်အနေနဲ့ဒီလက်ရှိကွေးလေပိုင်းမှာသူကိုယ်တိုင်ဘာလို့လို့ဘာကမ်းမှမသိဖြစ်တယ် Rudy ရှိရင်တော့ Rudy ရဲ့ရှေ့ကောနောက်ကောဝင်ကူပေးလို့ရတယ်ခါမှရှင်ဒီကိုကွန်စားဆက်စားရောက်လာချိန်မှာသူလည်း email လို့အဲ့တော့အခုချိန်မှာဒီ gap ကို Riders ကြီးဝင်ပြီးဝင်ကာသွားတာအခုလက်ရှိမှာ Sharky လည်းရောက်လာခဲ့ပြီ Sharky နဲ့ဒါကျွန်တော်တို့လက်ရှိဒီနေရာမှာပြန်ကာနေတာတော့တော်တော်လေးသဘောကျပြီးတော့ Nico ဂွန်ဇာလက်စ်မနစ်ကလူတော်များများရဲ့အပြောခံရတော့လက်ရှိဒီနှစ်မှာအင်ပရူအဲ့တော့တသိန်းလုံးနေတာလူတော်များများဒီနှစ်မှာစီးသိန်းနေတယ်ပေါ့နော်ဒါမနစ်ကထက်ဆိုင်တသိန်းလုံး improvement ဖြစ်လာခဲ့တယ်အဲလင်ဟာလန်ကိုတော့စကားတဲ့ကိုထဲမပြောတော့ဒီနှစ်မှာဆောင်းကဘလူပဲကံကံကောင်းနေတယ်ဆိုတော့ကျွန်တော်တို့တိတ်ကိုမပြောဘူးအဲ့လက်ရှိမှာနိုင်ငံသင်းမှာလန်ပြန်ထွက်နေတဲ့ scenario တွေတွားတယ်အဲ့တော့အမှန်တကယ်ပေါ့နော်အဲလင်ဟာလန်နဲ့သူအင်္ဂလန်နိုင်ငံသားယူဖို့အတွက်အခွင့်အရေးတွေရှိခဲ့တယ်သူ interview မှာအင်္ဂလန်နိုင်ငံသားတာအခုချိန်မှာအဲလင်ဟာလန်ယူခဲ့မယ်စန်တာဖောနေရာမှာ Harry Kane ဝင်ဆော်ပြီးတော့ striker နေရာမှာ ဟာလန်ဝင်ဆော့မယ်ဆိုကျွန်တော်တို့အင်္ဂလန်ခုချင်လာဆိုကျွန်တော်ဖလားယူရိုတလုံးလုံးလောက်ရနိုင်မယ်လို့မြင်တယ်ပေါ့နော်အဲဒါကျွန်တော်တို့လက်ရှိမှာဟာလန်ကသူ့ရဲ့နိုင်ငံကိုသူချစ်တယ်သူနော်ဂရက်ကိုသူချစ်တဲ့ကြောင့်မို့သူလက်ရှိမှာသူ့နိုင်ငံကိုပဲသူယူခဲ့တဲ့အနေထားမှာရှိတယ်ပေါ့တော့လက်လက်ရှိအဲလင်ဟာလန်ဒါဒါဒီနှစ်မှာတော့ဒါ qualifier မှာတော့မှအိုဒီကတ်မပါသေးဘူးလက်ရှိကျွန်တော်အဲလင်ဟာလန်အနေနဲ့တကယ်အဲ့တော့ဒီနှစ်တစ်နှစ်လုံးပြန်ကြည့်မယ်ဆိုရင် စစ်တီးရဲ့ကစားသမားအကုန်လုံးနီးနီးဆောင်းအောင်ကောင်းတယ်ပြီးစစ်တီးတွေနဲ့ဒီနှစ်မှာတဖြည်းဖြည်းနဲ့ underrated နောက်တစ်ခုဖြစ်လာခဲ့တာသူတို့ရဲ့ cancer ပိုင်းမယ်ဒါကိုလိုတိုရီရဲ့အနီးပြမှုတွေလည်းအများကြီးပါမယ်လို့ကျွန်တော်အနေနဲ့မြင်ပေမဲ့ဒီနေ့မှာသူ့ရဲ့ cancer ပိုင်းကတော်တော်ကြီးကိုကောင်းလုံးနေတယ်လို့မြင်တယ်အခုလက်ရှိမှာဒါကျွန်တော်စစ်တီးတင်းကဒါ Premier League မှာ pay go အ ਨੇ ဆုံးသော cancer တွေကတစ်ခုဖြစ်တယ်ဆိုတော့အသိမှတ်ပြုရမယ်ဒါပေမဲ့စစ်တီးတင်းကအခုလက်ရှိမှာကျွန်တော်အားမရဆုံး place တစ်ခုပြောပါဆိုရင်တော့ဒီ right back ပဲဒါ Matthew Nunes ဆိုအခုလက်ရှိမှာ Oscar Bob တို့ Rico Lewis တို့ဝင်ဝင်ပြီးတော့ကူညီပေးနေတာ မှန်ပေမဲ့တကယ်တမ်းဒီ ရာမှာဒါကျွန်တော် natural position right back ကစားသမားကောင်းကောင်းတယောက်သာစီးသင်ရခဲ့မယ်ဆိုရင်တော့ chef kiss ဖြစ်သွားနိုင်မယ်လို့မြင်တယ်အဲ့တော့ရွှေဘောက်ကိုလည်းရှိမှာကျွန်တော်ရွှေဘောက်လို့ပြောအခုလက်ရှိမှာစီးသင်ကဘိုင်းတော့တိတ်တဆိတ်လူသားသမားစီးသင်ကိုလက်ရှိမှာပတ်သက်ဟာစီးသင်ကဒီနေ့မှာလူတော်များတိတ်မပြောဘူးအခုလက်ရှိမှာ Allen Haaland နဲ့ပတ်သက်လူတော်များပြန်ပြီးပြောလာခဲ့တာမှန်မယ်ဟာ favorite dance လဲလားတမန်ကရှန်ကာပဲထောက်ထားခဲ့ကြ Ryan ကလည်းတမန်ကလက်ရှိဒီနေ့မှာစီးသင်ကိုပြန်ကြည့်လိုက်အရင်လူစင်းကအစားတကယ်ကိုကောင်းလာခဲ့တာအခုလက်ရှိမှာဒါဥမာဆိုစား left back နေရာမှာအိုက်နူရီနာသွားတဲ့အချိန်မှာ Nico O'Reilly step up လုပ်တယ်။ Nico O'Reilly step up လုပ်တာဘယ်လောက်ထိကောင်းလဲဆိုတော့အခုလက်ရှိမှာအင်္ဂလန်အသင်းဟိုအေးပေါ့နေရာတနေရာတော့ရဖို့အတွက်လုံးဝဟိုဒါအင်္ဂလန်အသင်းကဖပလောင်းမှာတော့နေရာတနေရာရဖို့အတွက်ဒါ Nico O'Reilly တယောက်ဒါကျွန်တော်တို့ပေါ်ပင်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ပြောချင်တာဗျာလက်ရှိမှာ City အသင်းနဲ့ဒါ Erling Haaland နဲ့ပတ်သက်ပြီးလူတွေတော့မျှတာတိမိမယ်ကျွန်တော်အနေနဲ့ဒီနှစ်မှာ CD အသင်းသတင်းလို့ upgrade ဖြစ်နေလို့မြင်တယ်။တကယ်ကိုကောင်းလို့နဲ့အချက်တွေဖြစ်နေတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာ100%ကျွန်တော်ကတော့မြင်မိနေတယ်လို့ပြောတယ်။အဲ့တော့ CD နဲ့အခုလက်ရှိမှာ rhythm မမှန်သွားဘူးလို့လည်းဒါပေမဲ့ကျွန်တော် personal အမြင်မှာဒီနှစ်မှာ CD တဲ့ဒီလက်ရှိလူစင်းက triple ကိုဖြစ်နိုင်ပါမလား။ triple တော့လမ်းဝေးဦးမယ်။ဒါပေမဲ့ Premier League မှာတော့တစ်ဖက်က Arsenal အသင်းကလက်ရှိမှာသူတို့ကစားသမားရဲ့ဒန်ရနဲ့အဲ့ဒီကစားသမားဒန်ရနဲ့ချင်းပွဲချက်ဒီမှာ CD အသင်းကလက်ရှိအမှတ်တွေကို တောက်လျှောက်ယူဖို့အတွက်ကြီးစိုးရမယ်လို့မြင်တယ်။ CD လက်ရှိခြေစွမ်းနေတာဘယ်အသင်းမှဆိုသူတို့တုံ့ပြန် နိုင်ရတဲ့လုတ်ပြနိုင်စွမ်းရှိမယ်လို့မြင်နေပြီးတော့လက်ရှိမှာလူစင်းရလည်းတဖြည်းဖြည်းဒါကြောင့်ဒန်ရလူစင်းကပြန်ကောင်းလာပြီးရူဒီတို့လည်းပြန်လာတော့မယ်အဲ့တော့လက်ရှိ DM မှာ Nico Gonzalez ကို Rudy ရောနှစ်ယောက်လုံးရှိခြင်းက City အသင်းအတွက်ထိပေါက်ချင်းလို့ပဲမြင်နေ Nico Gonzalez ဒါဆက်ရောက်ရတော့ကျွန်တော်နားလေပေါ့တော့ Rudy ရဲ့နေရာကို Nico Gonzalez စပြီးဖြည့်တဲ့အချိန်မှာလူတော်များပြောခါပေါ့တော့ Nico Gonzalez ကောင်းတယ်ဆိုရင်တော့မှသူတို့အနေနဲ့ဒါကြီးကဘလို့ပဲဖြစ်ဖြစ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါအဲ့တော့ဘလို့ပဲပြော City အသင်းနဲ့ဒီနှစ်ကတကယ်ကိုဒါကျွန်တော်ချီးကျူးစရာအရန်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာအောင်မလို့မြင်နေဒီတစ်နှစ်ကကျွန်တော်ပါစတယ်မြေမှာ CD အသင်းနဲ့လုံးဝ underrated ဖြစ်နေတဲ့အနေအထားတစ်ခုမှာ CD အသင်းရောက်ရှိသွားနိုင်မလားဆိုတာကိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်အမီတို့ပင်စူးစေကမှု CD အသင်းနဲ့ပတ်သက်ရင်ကျွန်တော်လုံးဝလုံးဝ100%စောင့်ကြည့်ခြင်းစရာကောင်းလာခဲ့ပြီ CD အသင်းနဲ့ပတ်သက်ရင်တော့လက်ရှိမှာဒီနှစ်ကတော့လုံးဝဘာတွေများ CD အသင်းလုပ်ပြအောင်မအာစနယ်ကူကောအတိုင်းထက်လုံးအတိုက်တာတစ်ခုထိဘာတွေများဆွဲပြနိုင်အောင်မလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူ CD ပရိသတ်တွေအတူတူဒါကျွန်တော်စောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲက တော်တော်ကိုပြပါအဲ့တော့ City သင်္ကောင်းဒီနှစ်မှာဒါကျွန်တော် Triple နောက်တစ်ခုထပ်ပြီးယူနိုင်အောင်မလားဒီလူချင်းရတာကျွန်တော်အများကြီးတော့သိမမျော်မှန်းမိမယ်ဒီနှစ်တော့ Premier League ကို Arsenal ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်မယ်အသင်းသင်းအနေနဲ့ကျွန်တော်ကတော့ City သင်္ကောင်းကိုမြင်ကြည့်ပါတယ်ဒီလောက်ပါပဲအားလုံးမကြွတူပါနဲ့ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစို့စုမွန်ကောင်းတောင်းပြီးနေပဲများများလေးကလစ်ပေးကြပါအောင်ဗျများများကလစ်မှာမြင်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့ဒီနှစ်ဖြစ်ပါစို့စုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့တော်ကုန်ပြပါအောင်ဒီပါပါဗျအားလုံးမကြွတူပါနဲ့